စနေနေ့မှာလူတယောက်ကအာဂါသာထဲမှာပထမဦးဆုံးခြေချနိုင်ခဲ့ပြီးတော့သမိုင်းဝင်စကားတစ်ခုကိုပြောခဲ့ပါတယ်။အဲ့ဒါကတော့ The Eyes Blue ပါ။ကဘာကြီးအပြောင်းအောင်ဖြစ်တယ်တဲ့။ဘာဖြစ်လို့သမိုင်းဝင်လဲဆိုရင်တော့1962ခုနှစ်မှတိုင်ခင်တည်းလူသားတယောက်ကမှအာဂါသာထဲမှာခြေချနိုင်ခြင်းမရှိလို့ဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ Yu Yi Kaka ရင်ပဲဖြစ်ပါတယ်။ဆိုဗီယက်ယူနီယံရဲ့အာဂါသာရင်မှုကြောင့်ဖြစ်ပါတယ်။သူ1934ခုနှစ်အ တ်လ9ရက်နေ့မှာဆိုဗီယက်ပြည်ထောင်စုရဲ့ခရူရှီနိုဆိုတဲ့ကြေးရွာလေးကနေပြီးတော့မွေးဖွားခဲ့ပါတယ်။သူကစစ်မှုသိပ္ပံနည်းပညာနဲ့လေကြောင်းပညာရပ်တွေကိုလေ့လာပြီးရအောင်မှာတော့ဆိုဗီယက်ယူနယ်ရဲ့လေတပ်မှအမှုထမ်းခဲ့ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့ခရီးစဉ်ချက်လက်တွေကိုကြည့်လိုက်ကြအောင်။သူ့ကိုအာဂါသာရဲကိုပထမဦးဆုံးပို့ဆောင်ပေးခဲ့တဲ့အာဂါသာမရှင်နာမည်ကတော့ Postor 1ပဲဖြစ်ပါတယ်။သူက Postor 1အာဂါသာ န်နိုင်ငံကနေပြီးတော့လွတ်တင်ပြီးတနအိနဲ့48မိနစ်ကြာအောင်မောင်းနေပြီးတဲ့နောက်မှာတော့ကမ္ဘာမြေပြင်အထက်203မိုင်အကွာရှိတဲ့နေရာနေပြီးတော့ကမ္ဘာကိုတပတ်ပတ်နိုင်ခဲ့ပါတယ်။အဲ့လိုနဲ့ပဲကျွန်တော်တို့ပထမအဦးဆုံးလူသားမျက်လုံးနဲ့ကမ္ဘာကိုအဝေးကနေမြင်ခဲ့ရတဲ့ပထမအဦးဆုံးလူတော်ပဲဖြစ်ပါတယ်။အချိန်မှသူတမိုင်းတွင်ခဲ့တဲ့ဇာတ်ကိုပြောခဲ့ပါတယ်။အဲ့ဒါကတော့ DIS Blue ပါ။ကမ္ဘာကြီးအပြောင်းအောင်ဖြစ်တယ်။အဲ့အဂါတာခီးတင်ကြောင့်ပဲယူကြီးကကရင်ကဆိုဗီယက်ယူနီယံရဲ့ခုံယူစရာဖြစ်လာခဲ့ပါတယ် အချိန်အားဖြင့်1968ခုနှစ်မလ29ရက်နေ့မှာယူကီကကရင်ကလင်းရင်ဆန်သက်မောင်းနေစဉ်အတွင်းမှာပြက်ကျပြီးတော့တည်ဆုံးခဲ့ပါတယ်။ယူကီကကရင်ကလူသားတွေရဲ့အာဂါသာသူတန်းလိလာရေးမှာအရေးပါတဲ့တမဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးတော့သူ့ရဲ့သွန်သားမှုတွေအားလည်းအာဂါသာခေတ္တကိုစတင်မှုရန်အတွက်အဓိကချက်တစ်ခုပဲဖြစ်ခဲ့ပါတယ်။မိတ်ဆွေတို့အနေနဲ့သိချင်တာရှိရဆိုရင်လည်း comment မှာမေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။